ခြုံလမ်းကြီးဟာဗုဒ္ဓရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ပြာရိတ်ခံခဲ့တာလဲကဆုံလမ်းကြီးနေပဲနောက်နောက်ဆုံးဘဝမှာဖွားတော်မူတာလဲကဆုံလမ်းကြီးနေပဲဖျားဖြစ်သူရောက်တော်မူတာလဲကဆုံလမ်းကြီးနေပဲဘဝအဆုံးသတ်ပြီးတော့ပြိနိဗ္ဗာန်စံသွားတာလဲကဆုံလမ်းကြီးနေပဲလို့ဒါကြောင့်မို့အချင်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စား ပြရိတ်တော်ခန္ဓာလည်းကဆုံလာပြီ။ဟော။ဖွာတော်မူတာလည်းကဆုံလာပြီ။ဘုရားဖြစ်သူရောက်တာလည်းကဆုံလာပြီ။ပြိဋိဘံစန္နာလည်းကဆုံလာပြီလို့။ဒီကဆုံလာပြီဟာဘုရားဘာသာဝင်တွေအတွက်အမြဲတမ်းထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့။ဒီဘဝတွင် ပြောမယ်ဆိုရင်တော့ဖွာပွင့်ဆံပေါ့။ဖွာတော်မူတာရဲ့ ဖျားဖြစ်သူရောက်တော်မူရာယပြိဋိဘံသာနာယ၃ခုသို့တော့ဒီဘဝမကဘူးဖျားလောင်းရဲ့တန်တရာဘဝပါထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတ်တော်ခန္ဓာနဲ့ဒီလို